အာကျွန်တော်ဒီဗီဒီယိုလေးထဲမှာပေါ့နော်ပြောပြပေးချင်တာလေးကတော့ကျွန်တော်တို့ဒီ item item နေပေါ့နော် product တွေကို expire ဖြစ်ဖြစ်ဖြစ်ကိုပေါ့နော်အဲ expire ဖြစ်ပြီဆိုရင်ကျွန်တော် auto အယောင်လေးတွေချေခြင်းနဲ့ကျွန်တော်သတ်မှတ်ထားတဲ့ရက်အတွင်းမှာဆိုလို့ရှိရင် ပေါ့နော် running ပေးချင်တာမျိုးအဲမျိုးလေးကို auto အယောင်လေးတွေချေသွားအောင် ပေါ့နော်ကျွန်တော်လုတ်လုတ်တဲ့နည်းလေးကိုပြောပြပေးချင်တာဖြစ်ပါတယ်အဲဒီမှာဆိုရင်ကျွန်တော်အသုံးပြုမဲ့ function လေးတွေကတော့ if function ရဲ့ပြီးတော့ conditional formatting တွေကပေါ့နော် new ရဲ့ကိုအသုံးပြုမှာဖြစ်ပါတယ်ဒီမှာ if function မှာကျွန်တော်က if နဲ့ရောပြီးတော့ else ပါတဲ့ if ပေါ့နော် if function ရောကိုနှစ်ခုစလုံးနဲ့သုံးပြသွားမှာဖြစ်ပါတယ်ဒီနှစ်ခုလေးကဘာကွာတယ်လဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ office 2016ထိဆိုလို့ရှိရင်တော့ဒီ s ပါတယ်ပေါ့နော် if a function လေးကမပါသေးပါဘူး if function ပဲပါပါတယ်အဲဒီ update 2019ကနေစပြီးဆိုရင်တော့ပေါ့နော် if a function လေးပါတယ်ပေါ့နော် if function မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့က if function ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီအတိုင်းပဲ 2D if function ဒီ condition ဟိုပါပေါ့နော် if ပေါ့နော်ကျွန်တော်ဒီမှာခေါ်လိုက်မယ်ကျွန်တော် logical test တွေစစ်ထားတာပေါ့နော်အဲဒီဘယ်အမှန်အမှန်ကျွန်တော်တို့တစ်ခုခုပေါ့နော်ဥပမာဆိုရင်အဲဒီ စာအုပ်ဒီအပြာရောင်ဖြစ်တလားအပြာရောင်ဖြစ်တယ်ဆိုရင် do မဟုတ်ရင် for အဲ့လိုမျိုးပေါ့နော် logical တက်တယ်စစ်တာပေါ့နော်အဲ့လိုမျိုးစစ်တဲ့နေရာမှာကျွန်တော်တို့ဒီ if function ကဆိုလို့ရှိရင် s မပါတဲ့ if function ကဆိုထက်ခါထက်ခါစစ်ပေးရပါတယ်ကျွန်တော်တို့ condition တစ်ခုတည်းပို့ပြီးဆိုလို့ရှိရင်ပေါ့နော်ဒါဆိုကျွန်တော်ဒီမှာနမူနာလေးတစ်ခုပြထားပါတယ်သူကဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်လုပ်ထားတာက1000အောက်ဆိုလို့ရှိရင်ကျွန်တော်က d လို့ပေးမှာပေါ့နော်အဲ2000အောက်ဆိုရင်ကျွန်တော် c လို့ပေးမယ်အဲပြီးတော့9000အောက်ဆိုလို့ရှိရင် b လို့ ်ပေးမယ်တသောင်းဆိုရင်တော့တသောင်းနဲ့တသောင်းအောက်ဆိုရင် a ပေါ့အဲ over တသောင်းဆိုလို့ရှိရင်တော့ a+ လို့ပေးမယ်ဆိုရင်ကျွန်တော်ကဒီမှာ condition ဆိုရင်1နှစ်3 4ခု5ခုရှိရပေါ့နော်5ခုမဟုတ်ဘူးဆိုရင် plan ထားမယ်ဆိုတော့5ခုရှိတယ်ဆိုရဲခါကျော်သူက if function ကိုကျွန်တော်တို့တစ်ခုတည်းသုံးလို့များတဲ့ခါမှာဒီမှာ if function ကိုကျွန်တော်5ချိန်ခေါ်ပြီးမှသုံးသွားရတယ်ပေါ့နော်အဲဒီမှာဆိုရင်ကျွန်တော်ရဲ့ဒီမှာ function လေးကိုပေါ့နော်ကျွန်တော် formula တက်လေးပြထားတယ်လို့အဲ့လိုမျိုး ေါ်ပြီးသုံးသွားရတယ်ပေါ့တကယ်တော့ဒီ is app function မှာဆိုရင်ကျွန်တော်တို့တခါတည်းပဲအသုံးပြုသွားလို့ရတယ်ပေါ့အဲဆိုတော့ကျွန်တော်တို့ဒီမှာစပြီးပြကြမယ်ဆိုလို့ရှိရင်ကျွန်တော်ကဒီမှာ static item name ရှိတယ်ပေါ့ဒီမှာ static ရှိတယ်ဒီဘက်မှာဆိုလို့ရှိရင် lifetime ကိုတော့ကျွန်တော်ကမှန်လေးနဲ့ပြထားပေးတယ်ပေါ့နော်မှန်လေးနဲ့ပြထားပေးတော့ကျွန်တော်တို့ဒီမှာဆိုရင် expire ဖြစ်သွားမဲ့ date ကိုကျွန်တော်တို့တွတ်မယ်အရင်ဆုံးကျွန်တော် expire date ကိုတွတ်မယ် expire date ကိုတွတ်ဖို့ကျွန်တော်က lifetime ကိုမှန်နဲ့ပေးထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော် e date formula ကိုသုံးလိုက်မယ်ဒီမှာဆိုရင် ် step date ဒီနေရာမှာမှတ်နေရဒါကိုယူလိုက်မယ်ပေါ့เนาะဒီနေရာမှာကျွန်တော်တို့က expire date ကို live time နဲ့မပေးဘဲနဲ့ဟိုရက်နဲ့ပေးတာပါညာဆိုလဲတပေါင်းလို့ရပါတယ်ပေါ့เนาะဒီ step date မှာပဲရက်ကိုထည့်ပေါင်းလိုက်ရတယ်ပေါ့เนาะအဲမှာဆိုရင်ကျွန်တော် expire date ဒီ January ဖြစ်နေတဲ့အတွက်ကြောင့်မတူတီ serial number နဲ့ထွက်လာတယ်အဲ့ဒါကိုကျွန်တော် short date ပြောင်းလိုက်မယ်ပေါ့เนาะအဲဒါဆိုရင် expire date ဖြစ်ပြီအဲ့ဒါဆိုကျွန်တော်တို့ expire block ဖြစ်ဖို့ဘယ်နည်းရဲ့ကြံနေတယ်လဲတော့မို့ expire ဖြစ်နေပြီလားဆိုတော့ကျွန်တော်တို့တွက်မယ်ပေါ့เนาะအဲ့လိုတွက်ဖို့ဆိုလို့ရှိရင် င်ကျွန်တော်တို့ဒီမှာ day ဟောပေါ့ဒီ2 day တဲ့ကနေပေါ့ဒီ expire date တဲ့ကနေ2 day ကိုနှုတ်လိုက်တယ်ဆိုရင်ကျွန်တော်တို့ဘယ်နဲ့ရက်ကြန်သေးလဲဆိုတော့အဖြစ်ကိုထွက်မှာပေါ့နော်ကျွန်တော်တို့ကနေ့စဉ်ကျွန်တော်တို့ဒီနေ့ရောက်ပြီဆိုတော့ expire ဖြစ်မဖြစ်အဲအဲ့လိုမျိုးလေးနေ့ဒီရောဒီနေ့နေ့ဆွဲနဲ့တွက်တွက်သွားမှာပေါ့နော်အဲဆိုတော့ equal အဲဆိုတဲ့ခါကျတော့ကျွန်တော်ကဒီ date တဲ့ expire date တဲ့ကနေ2 day ကိုနှုတ်မယ်ဆိုတော့2 day function လေးကိုခေါ်လိုက်ပါမယ် အဲ today function ကဒီလိုလေးခေါ်လိုက်ရင်ရပါ ਈ today ဆိုပြီးတော့မှကွင်းစာကွန်ပျူတာနဲ့ရေးလိုက် today function ထွက်ပြီးဒီမှာဆိုရင် data ကြီးက date ဖြစ်နေလို့ကျွန်တော်အဲ့ဒါဆိုဒီကောင်ကတော့ကျွန်တော် general နဲ့လို့ကျင်တာပေါ့နော်အဲ့ဒါဆို general နဲ့ကျွန်တော်ဆွဲချလိုက်မယ်အဲဒီမှာဆိုရင်ဒီမှာဆိုဒါ၈ရက်ပေါ့နော်ဒါ45ရက်ပေါ့နော်ဒါပြီးတော့ဒါဆိုလို့ရှိရင်တော့ date လွန်နေပြီသူဆို73ရက်တောင်လွန်နေပြီပေါ့အလိုမျိုးလေးပြနေပါတယ်အဲ့ဒါဆိုတော့ကျွန်တော်တို့က ဒီမှာပေါ့နော်ဒီမှာဆိုရင်ကျွန်တော်က expire အဲဒီမှာဆိုရင် expire ဆိုလို့ရှိရင် expire ဖြစ်သွားရဆိုရင်ကျွန်တော်က expire လို့ရေးပြီးအနီရောင်လေးပြမယ်အဲဒီ putin 30ရက်အတွင်းဆိုရင် running လို့ပြမယ်ကျန်တဲ့ရက်တွေဆိုရင်တော့ကျွန်တော် remaining day block ဆိုပြီးပြကျင်တယ်အဲဆိုကျွန်တော်ဒီ if function လေးနဲ့အရင်ဆုံးစရေးမယ်ပေါ့နော် equal if တကယ်လို့ဒီကောင်ဒီအဲပထမပါပေါ့နော်သူကဘယ်လိုဖြစ်မလဲဆိုတဲ့အခါကျတော့ expire ဆိုရင်တော့ ဝမ်းတက်ငယ်သွားပြီပေါ့နော်တရက်တက်ငယ်သွားပြီဆိုရင်တော့ expire ဖြစ်သွားပြီပေါ့နော်တရက်တက်ငယ်သွားပြီဆို expire ဖြစ်သွားပြီဆိုတော့ဒီကောင်ဒီအဲတရက်တက်ငယ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့က expire လို့ပြမယ်အဲ30ရက်အဲ့ဟောပေါ့နော်31ရက်ထက်ငယ်30ရက်အတွင်းဆိုတော့31ရက်ထက်ငယ်ရင်ပေါ့နော်31ရက်ထက်ငယ်ရင်တော့ running လို့ပြမယ်မဟုတ်ဘူးဆိုလို့ရှိရင်တော့ကျွန်က remaining day block ဆိုပြီးပြမယ်လို့ပြောမယ်အဲ့ဒါဆို equal is တကယ်လို့ ဒီကောင်နီးငယ်တယ်ဆိုတဲ့ခါကျတော့ဘောနော်ဒီကောင်ငယ်တယ်ဘာတဲ့ငယ်ရမလဲဆိုတော့ one day ငယ်မယ်ဆိုရင်ကျွန်တော်ကဘယ်လိုပြမှာလဲဆိုတော့ expire လို့ပြမယ်ဆိုပြီးတော့ဒီလိုလေးရေးလိုက်မယ်နော်ဒီစာသားလေးတွေကိုဆိုရင်မျက်တောင်အဖွင့်ပေးလေးထဲမှာရေးရပါတယ်အဲ့ဆိုဒီတစ်ခုပြီးသွားရင်နောက်ထပ် condition တစ်ခုဟာဘောနော် logical test တစ်ခုလာမယ်အဲ့ဆိုတော့အဲဒီကောင်နီးနောက်တစ်ခုကကျတော့ဘာလဲဆိုတော့33ရက်ထက်ငယ်မယ်ဆိုရင်ဘောနော် 32ရက်ထက်ငယ်မယ်ဆိုရင်ကြတော့ကျွန်တော်တို့က running လို့ပေးမယ်ပေါ့ W A N N I N G running လို့ပေးမယ်နောက်တစ်ခုကကြောက် if နောက်တစ်ခုကကြောက်ပါလဲဆိုတော့ဒီကောင်ဒီအဲဒီ31ထက် 30တက်ကြီးမယ်ဆိုရင်ပေါ့နော်သူက31ကနေစပြီးဖြစ်တဲ့အတွက်ဒီနေရာမှာ30တက်အဲ31တက်ကြီးပြီးတော့မှညီမယ်လို့ပြောရင်လည်းရတယ်30တက်ကြီးရင်လို့ပြောရင်လည်းရတယ်ဆိုတော့ကျွန်တော်30တက်ကြီးရင်လို့ပြောလိုက်မယ်30တက်ကြီးပြီဆိုရင်ဘာလုပ်မှလဲဆိုတော့ကျွန်တော်က30တက်ကြီးပြီဆိုရင်ဒီရက်ကိုပြန်ဒီရက်ကိုပြန်ယူပါ ီရက်ကိုရယူခြင်းတဲ့အချိန်မှာကျွန်တော်ကွင်းစကွင်းပိတ်လေးနဲ့ယူခြင်းတာအဲဆိုတော့ကျွန်တော်ပထမဆုံးအဲဆိုလို့ရှိရင်တော့ကျွန်တော်ယူမယ်ဆိုရင်ဘာလုပ်မှလဲဆိုတော့အဲဒီကောင်လေးကိုကျွန်တော်ကအဲကွင်းစပေါ့နော်ကွင်းစလေးကိုယူလိုက်မယ်ပြီးရင်အဲပြီးရင်ကျွန်တော်အန်ဆိုင်လေးခေါ်မယ်အဲပြီးအန်ဆိုင်ခေါ်မယ်ပေါ့နော်အဲပြီးလို့ရှိရင်တော့ကျွန်တော်ဘာကိုယူမလဲဆိုဒီကောင်ကိုယူမယ်အဲပြီးလို့ရှိရင်အန်ဆိုင်ပြန်ခေါ်မယ် ဒီကောင်ကိုယူမယ်ကောပါမခံဘူးအန်ဆိုင်ခေါ်မယ်အဲဒီမျက်တောင်အပွင့်ပိတ်လေးနဲ့ ქვენ ပိတ်လေးကိုယူမယ်အဲပြီးလို့ရှိရင်တော့ကျွန်တော်အန်ဆိုင်ပြန်ခေါ်ပြီးတော့မှကျွန်တော်ကဗာရေးမလဲဆိုတော့ D လို့ရေးမယ် D ပေါ့နော်အဲပြီးရင် and sign ပြန်ခေါ်မယ်အဲပြီးလို့ရှိရင်တော့ remaining ပေါ့ R E N A I N I N G remaining လို့ရေးလိုက်မယ်ဟုတ်ပြီအဲဆိုရင်ကျွန်တော်ဒီမှာ if ကို3ခါသုံးထားတယ်ပေါ့နော်1 2 3 မှဆိုရင် running ဆိုပြီးကြာလိုက်ဒီကောင်နီး within 30တဲမှာဖြစ်တဲ့ running ဆိုပြီးကြာလိုက်ကျွန်တော်ဆွဲချလိုက်မယ်အဲဒီမှာဆိုရင်145 day ဟိုဟာ145 day remaining ပေါ့နော်ကျွန်တော်ဒီနေရာမှာ day တွေ remaining နေရကြဲမှာကျွန်တော် space လေးတွေချားကျင်နေဆိုလို့ရှိရင်တော့အဲဒီနေရာမှာကျွန်တော်ကဒီထဲမှာ space လေးတစ်ချက်ချားလိုက်မယ်ဒီနောက်ကိုလည်းကျွန်တော် space လေးတစ်ချက်ချားလိုက်မယ်ပေါ့နော်အဲဆိုရင် မှဆိုရင်ကျွန်တော်ဆွဲချလိုက်မယ်ပြန်ပြီးတော့อืมဒါဆိုရင် HD day 1 and 45 day remaining ဒီမှာဆိုရင် expire and 100 and 1 day ပေါ့เนาะဒါဆိုရင်သူကဒီလိုလေးပြလိုက် if function နဲ့ဆိုကျွန်တော်တို့ဘယ်လိုရေးမလဲပေါ့เนาะအဲ့ဒါဆို if as expire is နဲ့ဆိုတော့သူကပို့လွဲပါတယ်သူက logical test 1 value if 2 1 only if 2ပေါ့ပြီးရင် logical test 2 value if 2 2 ဟာပေါ့နော် value if for true ဆိုပြီးအဲ့လိုလေးပေါ်လာတာပါဟုတ်ပြီအဲ့ဆိုတော့ဒီတိုင်းပဲရေးရုံမှာပဲဒီမှာဆိုရင်ကျွန်တော်တို့ငယ်မယ်ဆိုရင်ပေါ့နော်ဟိုတက်တက်ငယ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဘာလို့ဆိုတော့ expire ပေါ့နော် a h p i r e d expire အဲအဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင် expire ဟိုမဟုတ်ဘူးဆိုလို့ရှိရင်ဒီကောင်းနေအဲကြီးရာကြီးဖြစ်နေเนาะဒါရဲ sorry အငယ်လက္ခဏာဖြစ်ရပါတော့ အဲ့ဒါကောင်းပြီငယ်မယ်ဘာဖြစ်လဲဆိုတော့38တန်းငယ်မယ်ဆိုလို့ရှိရင်အ W A N N I N G running ဆိုပြီးတော့ပြီးမယ်နောက်ထပ် logical ဟဲ့ logical test tree ပေါ့နော် logical test tree ကဒီကောင်းပြီအဲကြီးမယ်ပေါ့နော်30တက်ကြီးမယ်ဆိုလို့ရှိရင်ဘာလို့မလဲဆိုတော့30တက်ကြီးမယ်ဆိုရင်ကျွန်တော်တို့ကခါနေတော့ကလိုပဲအဲဒီမှာလေးခွင်းစားအပြင် unsigned comment ေါ့နော်အဲ့ပြင်ဒီကောင်လေးကိုယူမယ်အဲပြီးလို့ရှင်တော့အန်ဆိုင်ခေါ်မယ်ဝင်းစာအဲပြီးတော့ဘောဆော်ရီမျက်တောင်အဖွင့်ပိတ်လေးမှာဝင်းပိတ်လေးကိုထည့်မယ်အဲပြီးလို့ရှင်ပေါ့နော်အန်ဆိုင်ခေါ်မယ်အဲစပရေးလေးချားမယ် D A D A Y S D လို့ပြရမယ်အဲပြီးရင်အန်ဆိုင်ခေါ်မယ်ကွင်းမျက်ပေါ်မျက်တောင်အဖွင့်ပိတ်လေးယူမယ် remaining ပေါ့နော် remaining ဆိုပြီးတော့ကျွန်တော်တို့ဒီလိုလေးပေးလိုက်မယ်ပေါ့ဒါဆိုရင် running လို့ပြလာပြီဒါဆွဲချကြည့်လိုက်မယ်ဟုတ်ပြီဒီ remaining ဒီမှာဆိုရင် expire လို့ပြလာတယ်ဒီမှာဆိုရင်တိုင်းလည်းဖြစ်သွားပြီပေါ့နော်အဲသူကကျွန်တော်ဒီမှာ ဆိုရင်ဒါလေးဖြစ်သွားပြီပေါ့နော်အဲ့ဆိုကျွန်တော်ကဒီနေရာမှာဘယ်လိုဆို running ဆိုရင်ကျွန်တော်ပြောထားတယ်လို့ပဲ running ဆိုရင်အပြားလေးချိန်မယ် expire ဆိုအနီလေးချိန်မယ်ပေါ့နော်ကျွန်တော်ဒီဘက်ကိုတော့ကျွန်တော်ဒီဘက်မှာ access လေးနဲ့တူပြီးခဏဖေးထားလိုက်မယ်ပေါ့နော်တို့ကအခုဆိုလို့ရှိရင် conditional formatting ကိုသုံးပါပေါ့နော် conditional formatting ကို new rule ကိုသုံးပြီးတော့ဒီမှာကျွန်တော်အယောင်လေးတွေချိန်မယ်ဘယ်လိုချိန်မလဲဆိုတော့ကျွန်တော်က expire ဆိုအနီအောင်ချိန်မယ်ပေါ့နော် and expire ဆိုရင်အနီအောင်ချိန်မယ်ပြီးတော့ running ဆိုရင်အပြားအောင်လေးချိန်မယ်ပေါ့ ဲ့ဒါတော့ပြောမယ်ဆိုတော့ new rule ကဒီမှာဆိုရေ formula to determine အဲ့ပြီးတော့ကျွန်တော်ဒီကောက်အဲဒီကောက်မှာကျွန်တော်ကဟိုပါတော့ဒီ rule လိုက်ချက်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ column ကို lock ခတ်ခဲ့မယ်အဲ့ပြီးရင်ကျွန်တော်ဗာလဲမယ်ဆိုတော့ e s p i r e d နော် rule လိုက်ချက်မှာဆိုတော့ကျွန်တော်က column ကို lock ခတ်ခဲ့မယ်အဲ့ပြီးရင် expire လို့ရေးမယ်အနည်းအောင်လေးချိန်မယ် okay โอเคအဲဒါဆိုရင်ကျွန်တော်တို့ဒီမှာချဲသွားပြီနောက်တစ်ခုထပ်ရေးမယ်အဲပြီးတော့ new ရဲကကိုရွေး formula တွေဒီတားမြင်ဒီထဲမှာဒီကောင်นี่เนาะအဲဆိုတော့အရာ column ကို lock ခတ်ထဲမယ် row like ချက်မှာဆိုတော့ column ကို lock ခတ်ခဲ့မယ် equal w a ဒီနေရာမှာစလုံးပေါင်းလေးတော့မှန်အောင်ကြီးပေါ့เนาะတခါဒီစလုံးပေါင်းမှားရင်သူကအဖြေမထွက်ပါဘူး ing running ပေါ့နော် running ဆိုရင်ကျွန်တော်ကအပြိုင်အောင်လေးချင်မယ်အင်းဒါဆိုရင်တော့ running လေးတွေကိုအပြာရောင်ချဲသွားလေးကတော့ invention နဲ့ပေါ့နော်ဒီ conditional formatting နဲ့ကိုအသုံးပြုပြီးတော့ဒီဟိုဟာပေါ့ expire date တွေကိုတွက်သွားတာပါဒီနေရာမှာအဲဒီ expire date တွေဒီမှာ carbon နဲ့ grade ခွဲတာအကြောင်းသားတွေရဲ့ grade ခွဲတာပြီးရခါကျတော့အဲဒီ ကျွန်တော်တို့လာတဲ့အတိုးတွက်တဲ့အခါပေါ့နော်ဂျူးတွေဖြစ်မဖြစ်တွေတွက်တာအဲအဲ့လိုမျိုးတွေတခြားဟိုပေါ့နော်အဲ့အမြင်မှလည်းအသုံးပြုလို့ရပါတယ်